မင်္ဂလာပါဗျာကျွန်တော်ညီလေးညီမလေးတို့လုပ်ငန်းရှင်တရားလုပ်မယ်ဆိုရင်စိုင်တစ်ကလေးထောင်မယ်ဆိုရင်ကျွန်တော်ကြံကောင်းညံကောင်းလေးပေးဦးမယ်နော်ဘာဖြစ်လို့ဒါလေးကိုပြောဖြစ်တာလဲဆိုတော့ဟိုကျွန်တော်ဟိုတနေ့ကစလိုတန်ဒီဇိုင်းကိုရောက်တယ်ပေါ့နော်စလိုတန်ဒီဇိုင်းကိုရောက်တယ်အဲအဲ့ဒီစလိုတန်ကပိုင်ရှင်နဲ့တူပါတယ် ခတ်ချောချောညီမလေး25နှစ်လောက်တော့ရှိမယ်အဲ့ဒီညီမလေးကရုပ်ရည်လည်းတော်တော်လေးကြည်ကောင်းတဲ့အနေထားမှာရှိပါတယ်ကျွန်တော်ကအင်ဂျင်လေးဒီဇိုင်းလေးစမ်းလို့ဝယ်မလို့ဆိုပြီးကားလေးရက်ပြီးကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်ဒီအင်ဂျင်လေးဟာဘယ်တော့လည်းမသိဘူးလို့မေးတော့သူကဒီပဲအဲကျွန်တော်တို့ဒီဆိုင်ပေါက်နားလေးမှာပဲအင်ဂျင်နဲ့သူနဲ့နီးတဲ့နေရာမှာသူ့ပဲမြင်တော့ကျွန်တော်သူ့ကိုမေးလိုက်တာပေါ့နော်သူတို့ညာလေသူက သူကဆန်းရှင်ဆိုတဲ့စိတ်ကလေးကသူ့ရင်ထဲမှာကိန်းထားတော့လူငယ်လဲလူငယ်စိတ်ကလေးပေါ့နော်အဲ့ဒီမှာသူကနောက်ကသူ့ဝါဟိုလဲဟိုသွားပြီးတော့ဈေးထွက်ပြောခိုင်းတယ်သူကမပြောပေးဘူးသူကတော့ဒီအနားမှာသူခွေးလေးနဲ့ဆော့နေသူကဟိုပန်ရှင်တော့ပန်ရှင်ပေါ့တိုးတော်ညာလဲသူ့ရင်ထဲမှာသူကဒါဝန်တန်းလောက်ရမယ့်အလုပ်လို့ခံယူထားမိတယ်နဲ့ဒူပါတယ်ဟို ဒါလေးကသတိထားစရာအချက်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်ကကြတော့ကျွန်တော်ဟိုအဲ့လိုဆက်ဆံလိုက်လို့ကျွန်တော်ရင်ထဲမှာဘာမှမဖြစ်ပါဘူးသူ့ရင်ထဲမှာတော့မျက်နှာနည်းနည်းလေးစိတ်ထဲမှာဟောပေါ့မိမိဟာလုပ်ငန်းရှင်ဖြစ်တယ်ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သွားတယ်သူ့ကိုအယောင်ဝန်တန်းအနေနဲ့ခေါ်ပြောလိုက်တာကိုသူမနှိမ့်မြို့တဲ့မျက်နှာမူရမှာတွေ့သွားတယ်ကျွန်တော်လည်းနားလည်ပါတယ်ဓာမူလေးတွေကအထုံးငယ်ငယ်တော့ကလည်းဓာမူလေးတွေဟိုကိုကဆရာတယောက်ကိုကပန်းရှင်တယောက် ိုသိစေခြင်းမြင်စေခြင်းနဲ့လို့ကိုလည်းခံစားမှုပါတယ်သို့တော်ညာလည်းဟိုဒါလေးတွေကကိုအတိအရွယ်ရလာလို့ကိုအတိညာရလာတဲ့ခါကျတော့ညီငယ်ညီမငယ်လေးတွေဒါမိမိစိုင်းထောင်ထားတဲ့ခါမှာမိတ်မပြတ်ဖို့အပေါင်းအသင်းလေးတွေတိုးဖို့เนาะဓာမိုးလေးတွေလုံမယ်ထင်လို့ကျွန်တော်ခြံပြူတာပါဘာလို့လုံးတင်တယ်လဲဆိုတော့မိမိကစိုင်းမှာရှိနေတယ်လုံငန်းတစ်ခုထောင်ကာကတီထောင်ကာကလူပဲဖြစ်ဖြစ်ဟိုတီထောင်ပြီးသားကြာပြီပဲဖြစ်ဖြစ်မိမိကရှိနေတယ် ဲ့တင်ကလာတယ်ဆိုရင်ကိုကကောင်တာမှာပဲထိုင်နေပါစေ။ဟွာပေါ့ခီးဦးကျိုးစိုးတက်ဖို့လူလေမင်္ဂလာပါခင်ဗျာ။ညီမလေးတို့ရေဧည့်သည်လာတယ်။အဲအဲ့လိုမျိုးလေးလူလေနော်ကိုမသွားချင်ဘူးမဖြစ်ချင်ဘူးစင်တော့အေးညီမလေးတို့ရေမောင်လေးတို့ရေဧည့်သည်လာတယ်။အဲအဲ့လိုညီလေးတို့ရေဧည့်သည်လာတယ်။ညီမလေးတို့ရေဧည့်သည်လာတယ်ဒီလိုမျိုးလေးပြောပြီးတော့မှဟာလူလာကြည့်ပါရှင်။လူလာကြည့်ပါခင်ဗျာ။ အဲ့လိုမျိုးလေးအဲ့လိုဆိုရင်တော်တော်ပြည့်စုံသွားပြီလုပ်ငန်းရှင်တွေကတော့ပြည့်စုံသွားပြီအဲ့လိုထက်ပို့ပြီးကောင်းကျင်လာကောင်းကျင်လေဆိုထိုင်ရမှထားပြီးတော့သူတုံးပြူကျင်တဲ့ဝန်ဆောင်လေးကိုသူ့ကိုအရင်ဆုံးကြည့်ပါစီအောင်သူဝယ်ကျင်တဲ့အရာပေါ့ဘာဝယ်ဖြစ်ဖြစ်ပါမိမိကဘာရောင်းရောင်း तू ကမိမိဆိုင်မှာလာပြီးလေးလာတယ်ကြည့်ပါစီအောင်သူ့စန္ဒအလေးရောက်ကြည့်လာလို့မေးလာတဲ့သူ့ရဲ့ထွက်ကြလာတဲ့စကားလုံးတစ်လုံးကိုခဏစောင့်ပေးပါခဏစောင့်ပေးလိုက်တဲ့အခါမှာ तू ကနေပြီးတော့ ဒီလိုမျိုးအရာလေးမရှိဘူးလားအဲအဲ့လိုမျိုးမေးလာပြီဆိုရင်အော်ရှိတယ်အဲ့ဒါမျိုးဒီပုံစံလေးရှိတယ်အဲထုတ်ပြန်တယ်အဲ့ဒါလေကိုကိုတိုင်းရှိရင်ကိုကိုတိုင်းပြတာ ਨੇ ဒီညီလေးညီမလေးစိုင်မံဝန်ထမ်းလေးတွေပြတာ ਨੇ မတူဘူးဆန်ရှင်တယောက်က respect ထားပြီးတော့မိမိရဲ့မမမားတွေမရှိဘဲနဲ့ မှာဘာမှမမာနတွေမရှိပဲနဲ့ရိုးရိုးတာမန်လူတယောက်အနေနဲ့သူ့ကိုဒါသူ့ဝစ်ချင်တဲ့အရာသူ့ဝယ်ချင်တဲ့အရာလေးကိုကိုကိုတိုင်ထုတ်ပြပေးတာကိုကိုတိုင်တင်ပြပေးတာလေးတွေဆိုရင်အရန် confidence ရှိစေတယ်ယုံကြည်မှုရစေတယ်တစ်ဖက်ကအရန်စိတ်ချမ်းသာတယ်မမာနရှိတယ်ထိုင်နေတဲ့သူကမမာနရှိတယ်မျက်နှာကြောကြီးနဲ့သူတို့လှုပ်သူတို့လှုပ်လိမ့်မယ်လीငါဆန်ရှင်တယောက်အနေနဲ့လှုပ်ဆောင်မလိုပါဘူးသူတို့ဝယ်တဲ့သူဒါသူတို့ရောင်းတဲ့သူတွေငါတင်ပေးပြီးသားတက်ပြီးသားပါပဲလို့ဆိုရင်တော့မှ ရောင်းတဲ့သူဘက်ကကလေးတွေဘက်ကဒေါင်းစီမကောင်းတယ်။ဒေါင်းမစင်ရင်ကို့အတွက်အများကြီးညံ့တာဆူရှုံမှုရှိတယ်။ကို့စီကိုရောက်လာပြီးသားဟွာဧည့်သည်တယောက်ကိုဟိုကို့စီကအရာဝတ္ထုတစ်ခုကိုဝယ်ယူမသွားဘူးဆိုရင်တော့မိပြက်သွားလောက်တဲ့အရာမျိုးမဖြစ်သွားဘူးတော့လိုအပ်တယ်။အဲ့ဒါကြောင့်မလို့ကိုကကိုယ်တိုင်ကိုကြဆောင်ရွက်နိုင်နေဆိုရင်သူလိုချင်တဲ့အရာဝတ္ထုလေးကကို့မှာမရှိဘူးဆိုရင်တော့ဟိုသူနဲ့နှီးစက်တဲ့အရာလေးဒါလေးများတော့ရင်အဆင်မပြေနိုင်ဘူးလားဒါလေးက ဘလို့ဘေးဟာဒီမှာဝင်ပို့ပြီးအဆင်ပြေနိုင်တယ်ဒီလို slim body လေးတွေနဲ့ဆိုရင်ပို့လိုက်နိုင်တယ်ဒီလို warm up ဖမ်းမှဆိုရင်တော့ဒီလိုမျိုးဖားဖားလေးတွေကပို့ပြီးအဆင်ပြေနိုင်တယ်အဲဒီလိုမျိုး free style လေးဝတ်တယ်ဆိုရင်သွားလဲလာတဲ့ခါမှာခီးသွားတဲ့ခါမှာပေါ့ပါတယ်ဒီလိုမျိုးလေးသုံးပါလားရှင်အော်ကိုကအဲ့လိုမျိုးလေး guideline ပေးလိုက်တဲ့ခါမှာဝတ်တဲ့သူကအော်ငါခီးသွားဖို့နောက်လာမှရှိတယ်ဆိုရင်တော့မှအေးဒါခီးသွားတဲ့ခါပေါ့ပါပါလေးနဲ့ free style လေးတွေမှာဝတ်အောင်မှာပဲလို့နဲ့ပေါ်ပါကဝယ်သားတင်တာပဲလို့သူလာတာတခြားကြောင်းရပါ ဲ့ဒါပေမဲ့ဒီဝေစားလေးဝေသွားနိုင်တာပဲလေဒီလိုမျိုးစဉ်းစားတာမှာနောက်တစ်ခုကကြာတာဗာလဲဆိုကျွန်တော်တို့စီမှာဟိုလာဝဲတဲ့ဧည့်သည်တွေကစတိန်းလက်စတီးနဲ့ပတ်သက်ပြီးနားလည်ဖို့ကတော်တော်ခဲယဉ်ပါတယ်ဘာလို့လဲဆိုတော့ဒီစတီးဆိုတာဒီစမှုပညာရှင်တွေဟိုအိမ်ပရိဘောဂသမားတွေဒါတော့တန်တဲ့အိမ်ပရိဘောဂသမားမှာနော်ပြီးရင်အိမ်ပရိဘောဂသမားအပြင်ကိုဟို ျွန်တော်တို့ဒီ engineer တွေနဲ့ဆက်ဆက်တဲ့သူတွေပညာလက်သမားတွေဒါဆက်ဆက်တဲ့သူတွေတော့ပဲတော်တော်များများနီးနီးဆက်ဆက်နားလေတာပဲတာမန်ပြန်လို့နားလေဖို့တော်တော်ခင်းရမှာလေအဲ့ကျတော့ကိုကဘာလုပ်လဲဆိုလာဝယ်တဲ့ခါမှာ तू ကပစ္စည်းသုံးလေးကိုတွေ့လိုက်တယ်သူရင်ထဲမှာချွတ်လို့စရာခတ်နေတာလားသူ့အရင်ကြည့်လိုက်ပါအောင်အေးဒီလိုမျိုးသပွဲလေးရှိသလားကျွန်တော်စိတ်ရောပါသူအော်ကျွန်တော်ဆိုရင်ထိုင်ရနဲ့ထားပြီးတော့တွားလိုက်တယ်အော်အကိုကြီးဘာများလို့တော့ကျွန်တော်တို့သပွဲလေးလာကြည့်တာပါဟုတ်ရှိနေကိုကြီးလေးအောင်သပွဲလားအဝိုင်းသပွဲလားကျွန်တော်အဲ့လိုမေးတယ် ။အော်ကျွန်တော်တို့က၄00လေးလိုချင်တာ။ဟုတ်ကဲ့ခွေး၄00သပွဲရှိတယ်။၄00သပွဲ၃မျိုးရှိပါတယ်။အဲဥပမာပေါ့။ဒီဟာဘာချာတောင်းနေရတမျိုးနော်။ခေါက်သပွဲလေးရတမျိုး။အဲခေါက်သပွဲကိုမှဈေးနည်းနည်းလေးရှော့ပြီးတော့တက်တာအောင်လုပ်ပေးထားတယ်။၅00တော့ရောတဲ့ဟာတမျိုး။ကျွန်တော်ဒီလိုမျိုးလေးတွေကျွန်တော်ညွှန်ပြတယ်။အဲ့တော့ခွေးဓာတ်ဟုတ်သုံးရင်တော့ကျွန်တော်တို့တက်တက်လက်မကြည့်အောင်တန်ကြီးမတက်နိုင်ဘူး။ဓာတ်ဟုတ်သုံးရင်တော့ကျွန်တော်တို့တန်ကြီးလေးနည်းနည်းတက်နိုင်တယ်။ရေပြောက်တွေကျရင်တော့အဲရေပြောက်တွေကတန်ကြီးတွေဖြစ်လာနိုင်တယ်။အဲအဲ့လိုမျိုးပြောတယ်ဒီလိုမျိုး ग् ွားထောင်းနဲ့ ဘာကြောင်နဲ့ကြတော့ဟိုငှားလိုက်စားမဲ့သူတွေမင်္ဂလာကောင်တွေအလူတွေကိုငှားလိုက်စားမဲ့သူတွေကြတော့ကောင်းတယ်ဘာလို့လဲဆိုတော့ तू ကထထထထထထတာကုန်မယ်တည်တဲ့နေရာမှာအကုန်လုံးလွတ်လွတ်လပ်လပ်အဲ့လိုမျိုးရှင်းပြတဲ့ခါကျတော့ကျွန်တော်တို့ကဘလို့သုံးပါပါကျွန်တော်တို့အိမ်သုံးလေးပါဟာအိမ်သုံးကိုကြီးဒါပဲသုံးဒါမင်္ဂလာရောယောက်ျားလေးရောခောက်လို့လွယ်တယ်တယောက်တည်းပဲခောက်လို့ရတယ်ဟောကိုအဲ့လိုကနေအာဟုတ်တာပဲ तू အဲ့ကျမှာ ဒီစလင်းပစ္စည်းရဲ့အကြောင်းရင်းကိုကျွန်တော်တို့ဘက်က professional လုပ်စားနေတာကျွန်တော်ကကျွန်တော်တို့ထုတ်လုပ်နေတာရည်ရွယ်ချက်ကွာကျွန်တော်တို့ကလူသုံးပုံပစ္စည်းစင်ပြေမှုချုံမွေးမှုအတုံးတဲမှုဒါတွေကြည့်ပြီးမှလုပ်ထတာဆိုတော့သူတို့ကိုတုံးတဲမှုတွေရှင်းပြလိုက်တာ customer တယောက်ကသူ့ကိုယ်သူ confidence ရှိသွားတယ်ငါဒါယူမယ်ဆိုတာဆုံးဖြတ်ချက်ရပါမယ်ဒါကျွန်တော်တို့ကတင်ရောင်းရောင်းတာတင်ရောင်းရောင်းတာအဲ့ဒါကိုတင်ရောင်းရောင်းတာကျွမ်းကျင်လို့လာဝယ်တဲ့ဧည့်သည်ဘာမှ guideline ပေးစရာမလိုဘူး သူပြောတယ်ဟုတ်တယ်ကိုကြီးဝယ်တာဒီညာဒါမျိုးတုံးတာမှန်တယ်အဲဒီလိုမျိုးတွေကိုကျွန်တော်ထောက်ခံပြီးလို့ရတယ်ဒါပဲကြွညင်ပြီးသားလို့ပြောစရာမလိုဘူးကျွန်တော်တို့ဒါသူလိုချင်တာလေးကိုစွန့်ဆောင်ပေးဖို့ပဲလိုတယ်မကျွမ်းကျင်တဲ့သူမိန်းကလေးလေးလာဝယ်တယ်အော်လူကြီးလူကြီးရွယ်ဦးလေးလာဝယ်တယ်သူမနားမလဲတဲ့လူငယ်လေးလေးလာဝယ်တယ်သူခိုင်းလိုက်ပေးရမှာပဲလေကျွမ်းကျင်တဲ့လုပ်ငန်းရှင်လေးကိုပြောစရာမလိုပါဘူးကျွမ်းကျင်ပြီးသားသူလေးဆိုတော့ဒါမှကျွမ်းကျင်တဲ့သူလေးကြာအဲ့လိုခိုင်းလိုက်ပေးရတယ်လို့ပဲခုတနေ့ကကျွန်တော်ဟိုတတ်သားနဲ့ကျွန်တော်ဟို လူငယ်ဝတ်တဲ့ဝတ်စားဆိုင်ကိုရောက်သွားတော့အဲ့ဒီလူငယ်တွေကတကယ်တော်တာပဲဗျာလူငယ်လေးချင်းပဲ professional ဗျာရောင်းတာမလုံးဝ professional အလေလွတ်တယောက်မှစကားတစ်လုံးမပါဘူးဒီလူတယောက်ကဘယ်ဝတ်စားဝတ်လိုက်တာနဲ့ဒီ body နဲ့ဒီဝတ်စားနဲ့လိုက်တယ်ဆိုတာခုကျွန်တော်ဝတ်ထားတဲ့အင်ဂျင်လေးကိုပဲကြည့်လိုက်ဒီကိုကြီးဒီဝတ်စားလေးကိုကြီးရွေးကြည့်လိုက်ကိုကြီးဝတ်ကြည့်လိုက်ကိုကြီးညီလေးကရောင်းချင်လို့ပြောတာမဟုတ်ကိုကြီးနဲ့ဒီအင်ဂျင်လေးနဲ့ဆိုရင်ကိုကြီးလုံးဝအသင်းနေတယ်စမလဲကြမယ်ပေါ်ပါမယ်ကိုကြီးဝတ်ကြည့်လိုက် သူအဲ့လိုပြောတယ်ကျွန်တော်က slip corner မှာဝစ်ပါတယ်ဗျာမဝစ်ချင်တော့ပါဘူးဆိုဟောကိုကြီးကိုကြီးတကယ်လို့ဒါလေးဝစ်ကြည့်လိုက်ကိုကြီးမကြိုက်ဘူးဆိုပြန်ချက်ဘာမှဖြစ်ဘူးဟောအဲ့လိုဒီနေကျွန်တော်ဘာပြောပြောကျွန်တော်ဝယ်လာတာသူတို့စီက3လေးသိန်းကိုလောက်ရှိတယ်ဗျာဒါအဲ့ဒီလေးတွေကကျွန်တော်ဈေးမတရားမကြည့်ပါဘူးဒါပေမဲ့ကျွန်တော်အများကြီးဝယ်ဖြစ်သွားတယ်ဟောငါပို့ပါပါလိမ့်မယ်တစ်ခါတည်းကသွားတဲ့ခါတချင်းလေးပါလေးတွားတီးတဲ့ခါလေးတွေအဲ့လိုမျိုးလေးတွေကိုဒီဟာ T1 လောက်ကနဲ့ဆက်သွယ်တဲ့ခါလေးတွေငါဝယ်အောင်ပါ ဲကလေးတွေနဲ့သွားတဲ့ခါလေးလည်းငါနည်းနည်းတော့ဝက်အောင်ပါဆိုကျွန်တော်ဒါမှုလေးတွေစတစ်ကြည့်ကြည့်ရလဲအဆင်မပြေဘူးဆိုပြီးကျွန်တော်ဝက်လိုက်တယ်ပြောချင်တာဒီညီငယ်လေးတွေရဲ့ဂိုင်းလိုင်းပေးမှုကကျွန်တော်သားကိုညီလေးမင်းဘယ်လိုပါမျိုးလိုချင်တာကျွန်တော်ဒီစတိုင်လိုချင်တယ်အေးဟုတ်ပြီငါညီဒီစတိုင်ရှိတယ်ပြောမင်းအဲ့စတိုင်ကိုကုဝဲမဲ့စားအခုနောက်ဆုံးပေါ်တယ်မင်းဒါလေးဝက်ကြည့်ပါလားဟာဝက်ကြည့်လားငါညီဝက်ကြည့်လားပြန်ညီလေးမင်းခြေောက်ကိုဘယ်လိုထားဝယ်မှာ။ငါကြီးအဲ့လိုမထားနဲ့။ဘောင်းမေကိုဘော်ဒီကောက်လိုက်။တွားတွားတွားဘော်ဒီကောက်ခြေကိုဘယ်လိုဖော်တာ။ ဘယ်ခြေနေနဲ့စီဟာအဲ့တိုင်ဝှက်ကြည့်လိုက်ဟာလက်ရှိ international နိုင်ငံသားမှာမော်ဒန်နေလမ်းလျှောက်နေတဲ့ပုံစံတွေမော်ဒန်နေကြီးညာထားတဲ့ဒီဇိုင်းတွေနဲ့အဲ့လိုပုံစံစတင်ကြအောင်ကုန်းတုံးတိကျ fashion ကိုလေစနေတကျစင်ပေးနိုင်တယ်ခိုင်းလိုက်ပြီနော်အဲ့တော့တောင်းတော့မှရွေးဖို့သွားတဲ့လမ်းထက်ကိုသူရွေးပေးတဲ့လမ်းကပို့ပြီးတော့ဟိုမင်းသားတယောက်မော်ဒယ်တယောက်ဝတ်တဲ့ဝန်ဆောင်မှုဖြစ်သွားတယ်ဒါဆိုင်မှာရောင်းနေတဲ့လူတယောက်ရဲ့ခိုင်းလိုက်ပြီးတဲ့မှု အဲ့တော့ဆန်ရှင်တယောက်ကကိုယ်ဆိုင်မှာလာတဲ့ customer တယောက်ကိုအဲ့ဒီလိုမျိုးလေးဖော်ဖော်ရွှေလေးနဲ့ဆိုရင်အဲ့ဒီတယောက်ကဟာမင်းဘယ်ဆိုင်သွားတော့ကျွန်တော်ဆိုရင်ဒါမင်းအဆိုင်သွားဒါကလည်းမြည်တယ်ဇင်းလုံးလည်းမှန်ကန်တယ်မင်းကမင်း body နဲ့လိုက်မယ့်ဝဆချွိုက်လုပ်ပေးနိုင်တယ်လုံးဝဒီဇိုင်နာတယောက်ကိုဆင်ပေးနိုင်မင်းအဆိုင်သွားမင်းအရန်ကြိုးရှိတယ်အဲ့တော့ဒီကလေးတွေအတွက်ပေးဝယ်လာတန်းတယ်ကျွန်တော်တို့မဟုတ်ရင်ကျွန်တော်တို့စူတော်တယောက်တော့မှဟိုမင်းသားမင်းသမီးတွေတို့ဘာလို့ဆိုရင်ကိုင်းလိုက်ပြီးတော့ ဒီဝေစားနဲ့ပတ်သက်ပြီးဒဇန်ခါတရောက်ခေါ်ထားနေတာဘယ်ဝေစားဘယ်ဝေစားမလိုက်ဘူးဘယ်ပွဲမျိုးဘယ်ဝစ်ဆိုတာအဲ့တော့တွေလောက်ရပြီးတာတဲ့ဒီဆန်ကိုသွားလိုက်တာနဲ့မလို့တော့ဘူးကိုယ်ဘာပွားလဲတော့ကိုယ်ဘာဘယ်သွားမှာကိုယ်ဘာဝေစားဝစ်ချင်တာဘယ်ပွဲတက်ချင်တာကိုယ်ဒဇန်ကိုအဲ့လိုမျိုးလာတာကျွန်တော်တို့ခင်မမီတော့ပါဘူးဒါကျွန်တော်တို့ပြောပြတာပါဒီညီငယ်လေးတွေခင်မီတော့ကျွန်တော်တို့နားထောင်ပြီးဝေရတဲ့အနေထားကိုပြောတာပါကျွန်တော်ဒါညီငယ်ညီမငယ်လေးတွေအတူယူစီချင်လို့ပါဘာလို့လဲလူတယောက်ကဟိုအဖက်ဖက်ကပြည့်စုံနေပြီမထင်ပါနဲ့ ဟိုစလို့တိုင်ပင်ပန်းရှင်ဟိုနီးကညီမလေးဆိုရင်သူကျွမ်းကျင်မှုရှိကောင်းရှိနိုင်မယ်အီမေဂျာနဲ့လည်းပြင်ပြီးနိုင်မယ်တင်ချာနဲ့ចောင်းပြင်ရင်လည်းပြင်မယ်အင်ဂျင်နီယာနဲ့ចောင်းပြင်ရင်ဆရာဝန်နဲ့လည်းပြင်ဖြစ်မယ်ဘယ်လိုနဲ့ပဲဖြစ်ဖြစ်မိမိကျွမ်းကျင်ရမိမိဘာသာရက်တခုပဲကျန်တဲ့ဘာသာရက်တွေကသူတို့ကကျွမ်းကျင်မှုရှိသေးတယ်အဲ့ဒီတော့ကျွန်တော်တို့ကပညာတခုပြည့်စုံပြီဆိုရတဲ့အတိုင်းလောကကြီးမှာပမာလုံးလုံးပြည့်စုံနေတဲ့သူမဟုတ်ဘူးလို့သိရမှာနော်လှေလုံးတဲ့သူကလှေပိုင်းကိုကျွမ်းကျင်တာအဲ့မှာလှေလုံးတဲ့သူကရေပြင်မှာကျွမ်းကျင်နေတာဆရာဝန်ကအဲ့ပုံမှာလှေပုံမှာလိုက်လာတယ် ်ဆရာဝန်ကသူ့ကိုဆရာလုပ်ချင်တယ်လုပ်လို့မရဘူးရင်းလေကောင်းမှရင်းပြန်မှလှေသမားဆရာပဲဆရာဝန်ကကျမ်းမာရေးဖောင်းမှဆရာအင်ဂျင်နီယာကအဆောက်အအုံမှဆရာ သူ့နေရာနဲ့သူ့ဆရာလေးကြီးပဲနော်အင်ဂျင်နီယာတော့အင်ဂျင်နီယာတယောက်တည်းမပြီးပျံဆရာရှိဦးမှာနော်အဲ့လိုမျိုးကြီးလောကကြီးမှာပေါင်းစည်းပြီးလုပ်လို့ရတာဆိုတော့ကို့မှာတက်ကြွတဲ့အရာလေးနဲ့ကို့လုံးလုပ်တဲ့လုပ်ငန်းလေးကို့ professional ကျွမ်းကျင်အောင်လုပ်လုပ်ပြီးရင်ကို့စီကတုံးဆွဲမဲ့သူဝယ်ယူမဲ့သူ guideline ပေးနိုင်အောင်လုပ်အဆင်ပြေရှိအောင်လုပ် ခုတနေ့ကကျွန်တော်ကျွန်တော်စက်ယုံမှာလို့ stainless steel ထိုင်ကုန်တွေနဲ့ဇပွဲတွေရောင်းရတာဆိုတော့ကျွန်တော်စက်ယုံမှာလာပြီးတော့ဝယ်တဲ့ဟိုစားတော့ဆိုင်ဖွင့်ကျင်တဲ့သူတွေကကျွန်တော်တားကုန်တွေနဲ့ဖွင့်ကျင်တယ်ဗျာတားကုန်လေးတွေနဲ့ရကျင်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်ကျွန်တော်လေ့လာအောင်မယ်ဆိုပြီးကျွန်တော်မန္တလေးမြို့ကကျွန်တော်ဒီပြည်ဘောကစက်ယုံတွေကိုကျွန်တော်လေ့လာပါတယ်လေ့လာပြီးတော့ကျွန်တော်ပြည်ဘောကစက်ယုံတွေကိုကျွန်တော်တွားပါတယ်ပြင်းရင်တွေတွားပြီးကျွန်တော်အဲ့လိုမျိုးကျွန်တော်ဆိုင်မှာ စတီးထိုင်ကုန်ကြီးရောင်းရတယ်။ကျွန်တော်စီကိုလာတဲ့ဧည့်သည်တွေကအသားကုန်လေးတွေရကြတယ်။ကျွန်တော်တင်ရောင်းခြင်းပါတယ်။ကျွန်တော်ဆိုင်မှာတင်ရောင်းတဲ့အခါမှာဒီကအန်ဒီဆိုအန်ဒီကိုကိုကြီးဆိုကိုကြီးပေါ့ဆန်ရှင်နေစီရတယ်။အဲ့ဆက်ရုံပိုင်ရှင်နေစီရတယ်ကျွန်တော်ကျွန်တော်ကအန်ဒီတို့ကိုကြီးတို့